ဟုတ်မဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube channel ကနေနေထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Dolphin ပါအခုဖက်ပြမှာတော့ဆိုင်းဆရာရွှေဦးထောင်ရေးသားထားတဲ့ပင်လယ်ကမ်းခြေလူသတ်မှုနိုင်ဆုံးထောက်ပုံဆိုတဲ့ဥဆန်ရှားရဲ့ဆုံးထောက်ဝိတ္ထုတစ်ပုဒ်ကိုဖက်ပြမှာဖြစ်ပါတယ်နားဆင်ပြချပါခင်ဗျာပင်လယ်ကမ်းခြေလူသတ်မှုနဲ့ဆုံးထောက်ပုံကျွန်တော်ဆောင်ထောက်ခဲ့တော်မူခင်များနဲ့ပတ်သက်၍မိတ်ဆွေကိုသိမ်းမောင်သည်စာဖတ်ပရိသတ်တို့မငင်းငွေ့စေရန်ဝိတ္ထုတော်သဖွယ်ရေးသားဖော်ပြခဲ့စဉ်က ကျွန်ုပ်ဒီသူ၏အရေးအသားကိုကျွန်ုပ်နှစ်သက်သောအစီအစဉ်မျိုးမဟုတ်ဘဲဝိထုသားဆန်လွန်လာသည်ဟုအပြစ်ပြောခဲ့ဘူး။အောက်တွင်ပေါ်ပြလက်တန်းသောအမှုမှမူကိုသိမ်းမောင်မပါဘဲကျွန်ုပ်တယောက်တည်းကြုံတွေ့ခဲ့ရခြင်းဖြစ်သောကြောင့်စာရေးသောအလေးအထားမရှိဘဲလျက်ကိုယ်တိုင်ကျဲရတော်သည်ဖြစ်ရာဤကဲ့သို့ကလောင်ကိုကံ၍ကိုယ်တိုင်ရေးသားရသောအခါတွင်မှကိုသိမ်းမောင်အားအပြစ်ပြောမိခဲ့ခြင်းများအတွေ့ဝင်ချတောင်းပန်ရတော်မူခဲ့သူဖြစ်ပေ၏။ အဘဲကြောင့်ဆိုသောဖော်ပြလက်တန်သောအမှုမှာကြုံတွေ့ခဲ့ရဘူးသောအမှုများအနှက်တွင်အကောင်းဆုံးတစ်ခုဖြစ်တော်လဲရေးသားပုံနေရာမချသည့်အတွက်ကိုသိန်းမောင်ယူဝတ္ထုများကဲ့သို့အကွက်လေကောင်းမှလည်းမည်ဟုတန်တရာဖြစ်မိသောကြောင့်ဖြစ်သည်။ဆောင်ရွက်များသည့်ကျွန်ုပ်၏ကျမ်းမာရေးနှင့်ပတ်သက်၍စိုးရိမ်မကင်းဖြစ်သောကြောင့်ပင်လယ်လေငင်းခရံအတန်တန်တိုက်တွန်းကြတော်လဲကျွန်ုပ်၏အမှုကလေးများမှတစ်ခုပြီးတစ်ခုဆက်ဆက်လျက်ရှိသောကြောင့်လုံးဝအားလက်သည်ဟူ၍မရှိဘဲဤလထိုလစသည်ဖြင့်အချိန်ဆွဲလာခဲ့လျား တခုသောနွေရာသီတွင်မူကကံအားလျော်စွာအမှုများအဆက်ပြတ်သွားသည့်ဖြစ်သောကြောင့်ဆံဝင်များ၏ဩဝါဒအတိုင်းပင်လယ်ကမ်းခြေသို့တလခန့်သွားရောက်နေထိုင်ရန်ဆုံးဖြတ်လိုက်လေ၏တို့ရတွင်လူတို့၏စီမံသမျှမှာအဖို့ထစ်ကလေးများပါစမဲဖြစ်တတ်သည့်အတိုင်းကျွန်ုပ်အားလက်ပြန်တော်လဲကိုသိမ်းမောင်မှာအရေးကြီးသောကိစ္စတစ်ခုအတွက်ကြောင့်ကျွန်ုပ်နှင့်အတူမလိုက်နိုင်ဘဲရန်ကုန်မြို့တွင်ကြံရင်ခဲ့လေ၏ ကျွန်တော်ဒီထမင်းချက်ကြီးတရောက်တိုလီမိုလီခိုင်းစီရန်တငယ်ကလေးတယောက်တို့နဲ့အတူတဝဲကန်းခြေတို့ထွက်လာကြရာမင်းကုံးအမည်ရှိရွာကလေးနှင့်မိုင်တဝဲခန့်ကောက်ဝေးသောနေရာတွင်ဘိုးအိမ်ကလေး၃လေးလုံးတို့သည်ပင်လယ်ကန်းစီပေါ်ရင်စီတန်းလျက်ပင်လယ်ဘက်သို့မျက်နှာမူကာတည်ရှိကြလေ၏ရင်းအိမ်ကလေးများမှာရောဘတ်ချန်ပိုင်ရှင်တစ်ထေးတူပိုင်ဆိုင်၍ပင်လယ်လင်းငင်းခံလိုသူများအထက်တမင်ဆောက်လုပ်၏အငားချထားခြင်းဖြစ်လေသည် အင်္ဂလိပ်၅လုံးရှိသည့်အ ਨੇ ကျွန်ုပ်ဒီတောင်ဘက်အစွန်ဆုံးအင်္ဂလိပ်ကိုရရှိ၍ကက်လက်ရှိသောအိမ်၌ကသာသနာရေးဆရာကြီးတစ်ယောက်နှင့်ကျန်းစာသင်ကျောင်းသား၄၅ယောက်တို့နေထိုင်လျက်ရှိကျန်သောအိမ်သုံးလုံးမှမူမြို့ရသည့်အတွင်အမြွမြွမှရောက်လာကြသောအစိုးရအရာရှိကြီးများနှင့်လူကုန်ထံများ၅ရက်နေထိုင်ကြလေသည်အင်္ဂလိပ်၅လုံးသည်ပင်လယ်ဘက်သို့လက်၍ပေ300ခန်းမြင့်သောကြောက်ဆောင်ကြီးပေါ်တွင်တည်ရှိကြလေရာ ိမ်ရှိမှမတ်ဆောက်သော ကြောက်ကြားလန်းကလေးတစ်ချောင်းဆင်းသွား၍တောင်ချေကန်းတောင်ချေရင်သို့ရောက်သောအခါတွင် ပင်လယ်ကမ်းခြေနှင့်ခိုက်တရာခမ်းမြတာကောက်ဝေးလီတော်သည်ဒီရတသောအခါပင်လယ်ရည်သည်ကြောက်ဆောင်ခြင်းကိုသို့ချင်းကပ်လာ၍လေပြင်းထန်သောအခါများတွင် လိုင်းလုံးကြီးများတုံဝုံရိုက်ခတ်သည်ဖြင့်ထိုအိမ်ကလေးများရှိကျွန်ုပ်တို့လူစုသည် လိုင်းတံကိုနားထောင်ရင်းအဲ့၍စား၍ကောင်းလှပေသည် ကြောက်ဆောင်ချင်းရင်နဲ့ပင်လယ်ကမ်းခြေမှာဂိုက်တရာခန့်ကွာလန်း၍တဲပြင်ပေါ်တွင်ကြောက်တုံးကြောက်ခဲကလေးများနှင့်ပြည့်နေလျက်ရှိကျွန်တော်တို့လူစုသည်နနက်ခင်းနှင့်ညနေခင်းအချိန်များတွင်မဆောက်သောကြောက်ကြားလမ်းမှရှောက်ဆင်းရှော့ရှောက်ဆင်းကပင်လယ်ရေချိုးခြင်းရေကူးခြင်းဟူသောအလုပ်များကိုအယတာရှိစွာပြုလုပ်ကြရသည်တို့ဖြစ်၍ရင်းရေစိတ်တွင်ကျွန်တော်အင်္ဂါလုံးမှတယောက်ယောက်သည်အမြဲလိုပင်ရေစိတ်တွင်ရေကူးလျက်ရှိသည်ကိုတွေ့ရတတ်သည်သာဖြစ်ပေသည် တနေ့တော့နည်းနည်းခင်းချိန်လိုက်တနအီကျော်ခက်မြလေးပြင်းမုန်တိုင်းတက်ခိုက်ပြီးနောက်ရုတ်တရက်စိတ်ငြိမ်သွားသည့်တွင်ပင်လယ်ကမ်းခြေမှာလမ်းလျှောက်ခြင်းစပွဲရှိနေသောကြောင့်ကျွန်ုပ်သည်ဒုက္ခကိုဆွဲ၍အိမ်ပေါ်မှဆင်းခဲ့ပြီးလျင်မက်ဆောက်သောကြောက်ကြားလမ်းကလေးတစ်လျှောက်ဆင်းလာခဲ့လေ၏ပြီး300ခန့်မြင့်သောကြောက်ကြားလမ်းကိုတဝက်ခန့်ဆင်းလာမိသောအခါကျွန်ုပ်နောက်မှလက်ခုပ်တန်ကြားသဖြင့်လက်ကြည့်လိုက်ရတွင်အိမ်နီးချင်းဖြစ်သောအမေရိကန်သာသနာပြုဆရာကြီးမစ္စတာကယ်လီကိုတွေ့ရလေ၏ ။လင်းငိန်သွားလို့တဲပြီးตายရတဲ့မိနစ်ပဲဗျ။ခမားဆင်းသွားတာမြင်လို့ကျွန်တော်လိုက်လာခဲ့တာပဲ။ဘာလဲဆရာကြီးဆော့ဆော့စီရေကူးတော့မလို့လား။ထရကာမစ္စတာဂလီကရီမောကဖောင်းပွနေတော့ဘောင်းဘီအိတ်ကိုပုတ်ပြလဲ။တရားဖောင်းနေတာမြင်လို့ရေကူးဝစ်ဆုံးပဲဆိုပြီးခမားကဘေးတော့ဟောတာပေါ့လေ။ဒါကြောင့်လဲကြော်ကြားပေးတာပဲဗျ။ဟုတ်ပါတယ်။ခမားဟောတဲ့အတိုင်းပါပဲ။ဒါထက်ကျွန်တော်တပည့်တယောက်ဘာဦးဆိုတာခုနအစင်းသွားတာခမားမတွေ့လိုက်ဘူးလား။ မတွေ့လိုက်ပါလားဆရာကြီးမမဦးဆိုဒီမှာကျန်းစာတင်ចောင်းသားတယောက်ဖြစ်၍မစ္စတာကယ်လီနဲ့အတူလွန်ခဲ့သောရှက်တတပတ်၄၅၃၄ဘက်ခကထိုအင်ကိုရောက်လာကြလေရာထိုတငယ်မှာကာယဗလတန်ဆွမ်းသူတယောက်ဖြစ်တော်လဲနှလုံးရောဂါရှိသည့်အတွေ့ကာယဗလကိုအပြင်းထန်မလေးခြင်းဖို့ဆောင်းဝင်များကတတိပေးထားသူတယောက်ဖြစ်လေသည်ကျွန်ုပ်မှမူမစ္စတာကယ်လီနှင့်သူ၏တပည့်6ယောက်တို့ကိုနာမည်နှင့်တကွာအထောက်ပတ်တိကလေးများပါအတော်အသင့် တိကျွမ်းနေခဲ့လေပြီထိုလူအ내တွင်မောင်ပါဦးဆိုသူမှာအချိန်အမှန်ဆုံးရေကူးသူတယောက်ဖြစ်၏သူကနား၌မဘာဦးသည်ပင်လယ်ကမ်းခြေဘက်မှမက်ဆောက်သောကြောက်ကြားလန်းတစ်လျှောက်တက်လာခဲ့သည့်ဖြင့်သူ၏ဥကောင်းသည်ကြောက်စွန်းတစ်ခု၏အထက်တွင်ဘွားကနေပေါ်လာလျာမစ္စတာကယ်လီနှင့်ကျွန်ုပ်သည်သူအားနှုတ်ဆက်မိပြုစဲတွင်မောင်ဘာဦးသည်ကြောက်စွန်းထက်သို့တစ်ကုန်လုံးပေါ်ထွက်လာသည့်တိုင်အောင်တက်လာပြီးသည်နှင့်တပြိုင်တည်းလက်နှစ်ဖက်ကိုမြောက်ခါရှေ့သို့ထိုးလဲသွား၏ မစ္စတာကယ်လီနှင့်ကျွန်ုပ်သည်မောင်ပဦးရှိယာတို့ပြေးဆင်းသွားကြ၍မောင်လျက်ရှိသောမောင်ပဦးကိုပက်လက်လံပေးလိုက်ကြရတွင်မောင်ပဦးမှာကုန်းပေါ်တို့တင်ထားသောငါးတကောင်တစ်ဖွဲဟက်ပက်ဟက်ပက်ဖြစ်နေသည်ကိုတွေ့ကြရလေ။သူ၏မျက်လုံးများမှာအယောင်ဆင်းမရှိဘဲဖန်သည်ကဲ့သို့မွဲတဲတဲဖြစ်နေ၍ပါးများမှာလည်းသွေးမရှိသည့်လက္ခဏာနှင့်ဖြော့တောက်ဖြူပွေးလျက်ရှိလေ၏။ပါးစပ်ကိုပိတ်ချီဟကြီးဖြစ်နေရာမောင်ပဦးသည်ကျွန်ုပ်တို့နေရာကိုထိတ်လန့်တုန်လှုပ်သောအမူအရာနှင့်ရုတ်တရက်မှော့ကြည့်ပြီးနောက် အော်မလေးငွေဆုပ်ဘွားကြီးဆရာကြီးရဲ့ဟုလွတ်ခနဲအော်ပြောလိုက်သည်ကိုကြားလိုက်ရပြီကျွန်တော်တို့မှာရင်းစကားရဲ့အထိပ်ပဲကိုနားမလည်နိုင်သဖြင့်တယောက်မျက်နာကိုတယောက်လမ်းကြည့်လိုက်ရင်မမဦးသည်ညီပေါ်ရင်လဲနေရာမှာ အတင်းလူးလဲတွန့်လိမ့်ကာထိုင်လိုက်ပြီးမှလက်နှစ်ဖက်ကိုလေထဲမြောက်လျက်နဘေးသို့ထိုးလဲသွားရှာပြန်လျာမစ္စတာကယ်လီနီကျွန်တော်တို့မှာပွေ့ထူမီပြုချသောအခါ အသက်မရှိတော့သည့်အဖြစ်ကို တွေ့မြင်ကြရလေ။မစ္စတာကယ်လီမှာသူ၏တပည့်တယောက်ဖြစ်၍ရုတ်တရက်ချောင်းတခင်ကြုံတွေ့ရခြင်းဖြစ်သောကြောင့်ပြာလောင်ခက်လျက်ရှိလျာကျွန်တော်မှမူထုံးစံအတိုင်းနားမျက်စိတို့ကိုဖွင့်လျက်ရှိ။မောင်မအူးမှာအထက်ပိုင်းတွင်ကိုယ်တုံးလုံးရှိ၍ဘလီဇာကွက်အင်ဂျီကိုပခုံးပေါ်၌တင်လာခြင်းဖြစ်လျာအောက်ပိုင်းတွင်ကဘောင်းမီတိုကလေးနှင့် ရွက်ဖြင့်ဖက်နက်ကလေးကိုဆွတ်ထားလေ၏။ နောက်ဆုံးချိန်တွန့်လင်လိုက်စဉ်အခါကပခုံးပေါ်၌တင်ထားသောနက်ပြာရောင်ဗလီစာကွက်သည်ပခုံးပေါ်မှရှော့ချသွား၍မောင်ဘဦး၏ကြောပြင်သည်ထင်းလင်းစွာပေါ်ထွက်လာရတွင်ကျွန်ုပ်တို့မှဗဇက်များဟလျက်ငေးကြည့်နေမိလေ၏အကြောင်းမူကားမောင်ဘဦး၏ကြောပြင်တစ်ခုလုံး၌ဝါယာတန်ချိုးများဖြင့်အပြင်းအထန်ရိုက်ထားပြီးတကဲ့သို့နီညိုသောအရှိုးကြီးများသည်ကန့်လန့်ဖြန့်ပေါ်လျက်ရှိပေသောကြောင့်တည်း အရှိုးများသည်ပခုံးနှင့်နံရိုးများပေါ်သို့ပတ်သွားသည်ကိုမြင်ရခြင်းအပြင်ရိုက်နှက်သောတံရမှာမာကျောသောလက်နက်မျိုးမဟုတ်ဘဲကျိုးမြင်ကဲ့သို့ခက်ပြော့ပြော့ရှိသောလက်နက်မျိုးဖြစ်ကြောင်းထင်ရှားပြီ။မောင်ပါဦးသည်ဝေဒနာအပြင်းထန်ခံစားခဲ့ရသည့်လက္ခဏာနှင့် အောက်နှခမ်းကိုသွားများဖြင့်ကိုက်မိကိုက်ရာကိုက်ထားလျာသွေးများသည်မေးပြင်သို့စီးကျလျက်ရှိ။ဒီကနေ့ဆက်ဆက်၌မောင်ပါဦး၏ရှုံ့မဲ့တွန့်လှိန်နေသောမျက်နှာထားကိုမြင်ရခြင်းအပြင်လည်း သူ၏ဝေဒနာမှာထွတ်ထွလူအောင်အခံရခဲ့ကြောင်းထင်ရှားပေ၏ကျွန်ုပ်ဒီအလောင်းနီးတွင်ထူထောက်၍မစ္စတာကယ်လီကကျွန်ုပ်အနည်း၌ရက်လျက်ရှိစဉ်ကျွန်ုပ်တို့အပေါ်သို့အရေးတစ်ခုကျလာ၍မော်ကြည့်လိုက်ကြရာ မောင်တုတ်ပွားဆိုသူဖြစ်နေကြောင်းတွေ့မြင်ရလေ၏မောင်တုတ်ပွားမှာမစ္စတာကယ်လီတစ်ဖက်တစ်ယောက်ဖြစ်၍ပိမ့်ပိမ့်မြင့်မြင့်ရှိသည့်အပြင်စကားနည်းသူတစ်ယောက်ဖြစ်ခြင်းကြောင့်အခြားចောင်းသားများနှင့်အယောတော်ဝင်မရှိလာချေ ထိုသူသည်ချောင်းကောင်းကောင်းနှင့်တယောက်တည်းထိုင်ကမျက်မှောင်ကျုံလျက်စိတ်ကူးနေတတ်သူဖြစ်၍အခြားចောင်းသားများသည့်ထိုသူကိုအပေါင်းအသင်းလုံယုံသာမကဘုဒ္ဓမာဟု၍လောင်ပြောင်ပြောဆိုလိုတော်လဲမောင်တုပ်ဘွားကမော်ကြည့်လိုက်သောအခါ၌ရင်း၏မျက်လုံးများမှာမီးရောင်လက်တကဲ့သို့တစ်ဖြက်ဖြက်လက်သွားသောအချင်းအရာကိုမြင်ချရသဖြင့်ပြောင်လောင်မိစကားများသည့်အပြင်သို့မထွက်ပဲနှကန်းပေါ်၌ပျောက်သွားကြလေ၏ တနေ့တနင်္လာမဘဦးဤကာလိုအမည်ရှိခွေးကလေးသည်မောင်တုတ်ဘွားဤခြေထောက်ကိုဆွဲဟက်လိုက်သဖြင့်မောင်တုတ်ဘွားသည်ခွေးကလေးကိုခြေနှောင်းကင်ကပဒင်းပေါက်စီသို့လွတ်ပစ်လိုက်ရာပဒင်းတကားမှမန်းများကွဲ၍အပြင်သို့ရှောက်သွားလေတော့၏မောင်တုတ်ဘွားသည်ကျွန်ုပ်တို့အနီးသို့ရောက်လာ၍ကျွန်ုပ်တို့အားမင်းမြန်းလိုက်သောအခါသူ၏မျက်နှာထားမှာအမှန်ပင်ဝန်းနေတုန်လှုပ်ခြင်းရှိသည်ဟုကျွန်ုပ်အငယ်ခံမိ၏တို့ရရင်ခွေးကလေးနှင့်ပတ်သက်၍ရံဖြစ်ခဲ့ပူသောလူနေရောက်ဖြစ်သောကြောင့်မောင်တုတ်ဘွားသည်မောင်ဖအုပ်အတွက် ဝမ်းနေသောမျက်နာပြခြင်းမှာပြည့်ရလေဖြစ်နိုင်ပြီ။မောင်တုတ်ပွားကဖြစ်ရလေဆရာကြီးရဲ့ဖြစ်မှဖြစ်ရလေဗျာ။ကျွန်တော်ဘာလုပ်ပေးရမလဲ။ခိုင်းစာရှိခိုင်းပါဆရာကြီး။ကျွန်တော်ဆောင်ရွက်ပါရစေ။ထရဗာမစ္စတာကယ်လီကထိုတငယ်ဤမျက်နာကိုစစ်စစ်ကြည့်လျက်မင်းကသူနဲ့အတူတူလာခဲ့ကြတာလား။ဘယ်လိုဖြစ်တာလဲမင်းသိသလား။ သိရပါဘူးဆရာကြီးကျွန်တော်နဲ့သူနဲ့အတူတူထွက်လာတာလည်းမဟုတ်ပါဘူးအခုမှကျွန်တော်ရောက်လာတာပါကဲဘာလုပ်ပေးရမလဲဆရာကြီးဟောဟုတ်ပေးရမင်းကုန်းရောင်ကိုသွားပြီးတကြီးကိုတိုင်စမ်းမြင်မြင်လို့ဟဲ့မော်တော်ဘားဒီစကားတစ်ခုမှပြန်မပြောဘဲကဆုံဆက်၍ပြေးလေရာမစ္စတာဂယ်လီမှာအလောင်းအနည်း၌ခရောင်၆ချားဖြစ်နေစဉ်ကျွန်ုပ်သည်ထုံးစံအတိုင်းထောက်လန်းစုံစမ်းလေ၏ရွှေဥစွာစုံစမ်းရန်လိုသောအလုံးမှာမောင်မအူလာခဲ့သောပင်လယ်ကမ်းခြေ၌ မည်သူများရှိလေသနည်းဟူသောအချက်ပင်ဖြစ်၏ကျွန်ုပ်ဒီကြောက်ဆုံးလို့သွား၍ကမ်းခြေတစ်လျှောက်လိုမျောကြည့်လိုက်ရာအမြင့်မှအနှိမ့်သို့မျောကြည့်ရခြင်းဖြစ်သဖြင့်ပင်လယ်ကမ်းခြေတစ်လျှောက်လုံး၄-မိုင်မြားပင်မြင်နိုင်ပြီမိုင်တဝဲခမ်းမြတာဝေးကမီဖြစ်သော မင်းကုန်းရွာဘက်၌လူနေရောက်၃ယောက်လမ်းလျှောက်နေချသည်ကိုကမ်းခြေတွင်မရတော့လဲကွာဝေးလာဒီဖြစ်သောကြောင့်ထိုလ်လူများကမဟုတ်နိုင်ချေ ျွန်တော်ဒီမက်ဆောက်သောကြောက်ကြားလမ်းကလေးတစ်လျှောက်ဆက်လက်ဆင်းသွား၍ခက်ဆော့ဆော့ကလေပြင်းတိုက်ခိုက်ထားသည့်အတွေ့အကြုံပြောင်းဆင်းလျက်ရှိသောဒဲလန်ပေါ်တွင်မောင်ဘဦး၏ဆင်းချေရများနှင့်ပြန်တက်လာသောချေရများကိုထင်ရှားစွာတွေ့မြင်ရ၏မောင်ဘဦးမှတပါထိုနှစ်နနဲ့တွင်မြည်သူမှကန်းချေသို့မဆင်းခဲ့ချေတနေရာ၌မြေကြီးပေါ်သို့လက်ထောက်ထားသည့်လက်ရာများကိုမြင်ရလျာရင်းမှမောင်ဘဦးတက်လာစဉ်မဟန်နိုင်သဖြင့်ဟတ်ထိုးလဲကြခြင်းဖြစ်ရခြင်းမည် အချို့နေရာများတွင်ခိုက်ဝဲဝဲရှိသောအရာများကိုတွေ့ရသည်ဟာရှင်တို့မှလည်းမဟန်နိုင်သဖြင့်ဒူးထောက်ရဲ့တွားတွားရခြင်းဖြစ်ပင်မည်။ကြောက်ဆောင်ခြင်းတို့ရောက်၍ပင်လယ်ကမ်းနှင့်ကြောက်ဆောင်အကြားတွင်ရှိသောတဲပြင်ကိုမျောကြည့်လိုက်သည့်အခါတနေရာ၌မောင်ဖဥယျာဉ်မျက်နှာတုပ်ပေါ်ဝါကလေးမှခေါက်လျက်အတိုင်းရှိ၍တွေ့ချောက်လျက်ရှိသောကြောင့်မောင်ဖဥမှရေထဲသို့မဆင်းရသေးသောထင်ရှားသည်ဟုဆိုရပေမည်။ ထို့ပြင်ပင်လယ်ကမ်းခြေသို့ဆင်းသောတဲပင်တလျှောက်ကိုပြန်ကြည့်သောအခါတွင်လည်းအချို့နေရာတွင်မောင်ဖဦး၏ရွက်ဖြင့်ဖက်နှက်ရများကိုတွေ့ရ၏အချို့နေရာတွင်ဖက်နှက်ချွပြီးမှနှင်းထားသည့်ခြေထောက်ရများကိုလည်းတွေ့ရ၏ထိုချင်းရများကိုထောက်ချင်းအဖြစ်မောင်ဖဦးသည်ရေချိုးမြူဖက်နှက်ကိုချွပ်ပြီးကြောင်းထင်ရှားတော်လဲချောင်းနေသောမျက်နှာတော်ပေါ်ဝါကမူရေမချိုးရသေးကြောင်းဖော်ပြလျက်ရှိ၏ဤဒီကကျွန်ုပ်ရှင်းလင်းရမည့်ပြဿနာကြီးဖြစ်လျာမောင်ဘဦးတီပင်လယ်ကမ်းခြေ၌ နိုင်ဝက်ထက်ပိုးရေးကြာခဲ့သည့်လက္ခဏာမရှိချေမစ္စတာကယ်လီကသူနှင့်မရှိမနှောင်းလာသည်လိုက်လာသည်ဆိုသောကြောင့်ထိုအချင်းရမှာတည်ကြ၏ဖနက်မပါသောခြေရာများမြင်ရခြင်းအပြင်မောင်မောက်ဦးရေစိမ့်တို့ဆင်း၍အဝတ်များချွတ်ပြီးကြောင်းထင်ရှား၏ထို့နောက်အဝတ်များကိုပြာဤပြာရာဝင်းရည်ရေမချိုးရဘဲဖြစ်စေတို့မဟုတ်ကိုတော့ဘဝနှင့်မတော့ရဘဲဖြစ်စေပြန်လာခဲ့သည့်လက္ခဏာရှိ၏ ထိုကဲ့သို့ယုတ်တရက်ပြင်လာရခြင်းမှာအလွန်တရာရက်ဆက်ကြမ်းကြုတ်သောဤဖြင့်နာကြီးစွာရိုက်내ခြင်းခံရသည့်အတွေ့ဖြစ်တင်ရ၏အဘယ်များလောက်နာကြီးပါသည်။ဆိုသောနှခမ်းကသွေးများထွက်အောင်ကပ်၍မနိုင်အနိုင်တွားသွားပြီးနောက်ပိုင်းပိုင်းလဲ၍တရားသည့်အထိပင်ဖြစ်ပေတော့၏။ဤမြရက်ဆက်သောအလုတ်ကိုညီသူပြုလေသည်။ကြောင်းဆောင်ခြင်းနားရင်ရေစားထားသည့်အတွေ့အကြုံဂုကလေးများဖြစ်နေလျာ ကျွန်ုပ်ဒီအလင်းရောင်တိုးဝင်လျက်ရှိသောဂူလေးများအတွင်းသို့ချောင်းရည်ကြည့်ပါတော့လဲမိသူကိုမှမတွေ့ရမင်းကုံးရွာဘဲတွင်တွေ့မြင်ရသောလူနေရောက်၃ယောက်မှလည်းအလွန်ကာလန်းသည့်ဖြစ်သောကြောင့်ဘောင်ဘဥကိုရိုက်ပြီးဒီနောက်ဤများလောက်ကဝင်းရဲမဖြစ်နိုင်ချေအင်းလေဘက်တွင်လည်းတငါလီကလေးများတစင်းနှစင်းတွေ့မြင်ရတော့လဲထိုလူများတရားခံဖြစ်နိုင်ရန်အလွန်ခဲရင်လာ၏နောက်ဆုံး၌ကျွန်ုပ်ဒီအလောင်းရှိရာသို့ပြန်တက်လာသောအခါအလောင်းအနီးသို့လူ၃လျောက်ရောက်နေကြသည်ကိုတွေ့ရ၏ အက်စတာဂယ်လီမှာအလောင်းအနီး၌ပင်ရှိနေ၍မောင်တုပ်ပွားလဲမင်းကုံးရွာသူကြီးနှင့်အတူရှောင်းနေနေလေပြီရွာသူကြီးသည်ကျွန်ုပ်တို့ပွဲပြသောအဖြစ်အပျက်များကိုကြားနာပြီးနောက်ကျွန်ုပ်ဘက်သို့လက်၍ကျွန်တော်မှာတော့ဒီအမှုမျိုးမကြုံဘူးလို့ဘယ်လိုလုပ်ရမလဲဆိုတာအကြံပေးပါခင်ဗျာဟုပြောသဖြင့်ကျွန်ုပ်ကအနည်းဆုံးပလိတ်ဌာနသို့လူတစ်ယောက်ဆီလို့ရန်အကြံပေးရလေ၏အနည်းအပားနှင့်ဆရာဝန်ရှိရင်လည်းခေါ်ခဲ့ဖို့ပြောလိုက်ရသည်ထို့ပြင်အလောင်းဤကို၌ရှိသောပစ္စည်းများကိုမရွှေ့ပြောင်းရန်နှင့် အလောင်းနီးတို့မချင်းကဲ့ကြံ့ရန်ကိုလည်းအကြံပေးရ၏ထိုတော်အတွင်း၌ကျွန်ုပ်သည် မောင်ပါဦး၏အင်ကြီးအင်များကိုဆန်းသက်ရှာဖွေရာ လက်ကင်ဘဝတထဲမောင်းချထားတချောင်းနှင့်ပတ်စံအိတ်တစ်ခုကိုတွေ့ရလေ၏ပတ်စံအိတ်ကိုဖွင့်ကြည့်လိုက်သောအခါငွေ15ချက်ခုနှစ်ပဲနှင့်စာကလေးတစ်စောင်ကိုတွေ့ရလေရာကျွန်ုပ်သည်ရင်းစာကိုဖြန့်ကြည့်ရတွင်မိမလက်ရည်ဖြင့်အောက်ပါတိုင်းရေးသားထားသည်ကိုတွေ့ရလေ၏စိတ်ချပါကျမလာခဲ့ပါမည် ထိုစားမှာတမီးစားအချင်းချက် ပေးသောစာဖြင့်အတူတော်လဲမိသည့်နေရာ၌မိသည့်အချင်းတွင်ချင်းဆူထားကြောင်းမှမူမထင်ရှားကြည်ရေသူမှာတန်းစိန်ဟုရေးထိုးထား၏နောက်ဆုံး၌ကျွန်ုပ်သည်ရင်းစာကိုပက်ဆန်အိတ်ထဲသို့ထည့်ပြီးအခြားပစ္စည်းများနှင့်အတူဘလေးဇာကွက်ထဲသို့ထည့်ထားလိုက်လေ၏ထို့နောက်ကျွန်ုပ်သည်အခြားအလုံးမရှိသည့်နေရွာသားများအားကြောက်ဆောင်ခြင်းတလျှောက်ရှိဂူကလေးများသို့ အနံ့ပြလိုက်ကြည့်ရန်မှထားပြီးနောက်မနေ့စာစားရန်အိမ်သို့ပြန်လာခဲ့လေ၏တနအိခန့်ကြာတော့မစ္စတာကလီရောက်လာ၍အလောင်းကိုသူ၏နေအိမ်သို့ရွှေ့ယူလာခဲ့ပြီးဖြစ်ကြောင်းမောင်မဦးဤပစ္စည်းများကိုမိမိကိုယ်တိုင်ရှာဖွေရာတွင်မင်းကုန်းရွာသူတယောက်ဖြစ်သောမတ်တန်းစိန်ဆိုသူမင်းကလေးနှင့်အပြန်အလှန်စာပေးစာယူပြုလုပ်ကြသောစာများကိုတွေ့ရှိရကြောင်းမတ်တန်းစိန်ဆိုသည်မှလည်းမြည်သူမြွာဖြစ်သည့်အကြောင်းကိုစုံစမ်းသိရှိရပြီးဖြစ်ကြောင်းပြောပြလေ၏မစ္စတာကယ်လီက စာတွေကိုတော့ကျွန်တော်မယူခက်နိုင်ဘူးဌာနကရာဇဝအုပ်တယောက်ရောက်လာလို့အတ်ထားလိုက်ပြီးမင်းကလေးနဲ့မောင်ပါဦးနဲ့အချင်းချက်ပေးတာတော့မန်ပါရဲ့ဒါပေမဲ့အခုဖြစ်ပွားတဲ့လူတက်မှုနဲ့တော့ပတ်သက်မယ်မထင်ပါဘူးအချင်းချက်ပေးကြတာကရေစိတ်မှတွေ့ဖို့ဟုတ်ဟန်မတူပါဘူးဆရာကြီးကယ်လီယာရေစိတ်ကလူမသိမ့်မပြတ်တာပဲဟာအမှန်ပြောရရင်မောင်ပါဦးတယောက်တည်းရေစိတ်ကိုသွားချင်းရလဲကံအားရော်ဆောင်တဲ့တူပါရဲ့ ခါတိုင်းဆိုရင်အဖော်တွေနဲ့ရေသွားချိုးကြတာက များတယ်ကိုဆန်ရှာထွဲခါကျွန်ုပ်ကကံအားလျော်စွာဆိုတာဟုတ်ကဲ့လားဆရာကြီးထွဲခါမစ္စတာဂလီယာမျက်မှောက်ချုပ်ကစဉ်းစားပြီးနောက်မောင်တုတ်ဘွားကအစမ်းစာမွေးပွဲအတွက်ចောင်းသားနှစ်ယောက်သုံးယောက်ကိုစကားပြောစရာရှိတယ်ဆိုပြီးတားထားလိုက်လို့ရေစိတ်ကိုသူတို့မလိုက်ဖြစ်တာဆိုတာထင်မှရဲ့ ခမရမှာလည်းဒီပင်ရောက်ចောင်းသားတွေကိုသူကတားထားမိလို့မောင်မဥတီလိုဖြစ်ရလဲဆိုပြီးအင်မတန်စိတ်မကောင်းဖြစ်နေကြတယ်။နေပေါင်းဆရာကြီးမောင်တုတ်ဘွားနဲ့မောင်ပဥနဲ့ကတိတ်ပြီးမတင့်မြန်ကြဘူးဆို။အော်ဒီနေ့စီတော့ဟုတ်ပါရဲ့ဗျာ။ဒါပေမဲ့ခုတော်တော်တော့တော်တော်အကျွမ်းတဝင်နေကြတာကိုကျွန်တော်တွေ့ရပါတယ်။မောင်ဖဥရဲ့ခွေးကလေးကို မောင်တုတ်ဘွားကကင်ပစ်ဘူးတယ်လို့ဆရာကြီးပြောဘူးတယ်မဟုတ်လား။ဟုတ်ပြောဘူးပါတယ်။ဩဒီကိစ္စကပြီးသွားပါပြီ။ အဟုတ်ဘူးဆရာကြီးရံညိုးကလေးတော့နည်းနည်းကျင်ရစ်တယ်ထင်ပါထင်မိလားဆရာကြီးရဲ့အာမဟုတ်ပါဘူးဗျာကောင်းကောင်းပြန်ပြီးတင်မြတ်ကြလာဘူးတော့ကျွန်တော်ကိုယ်တိုင်ပြရပါတယ်။ gain ဒါဖြစ်မိန်းကလေးအကြောင်းဆွဆန်းဖို့ရှိတော့တာပဲဆရာကြီးသိသလားကျွန်တော်အကြောင်းသားတွေကတော့အားလုံးသိကြတာပဲတောသူကလေးဆိုပေမဲ့တကယ်ချောတယ်မိန်းကလေးမျိုးရံကုန်မာအောင်ဒီလိုမိန်းကလေးမျိုးခက်ရှားရှားနေလိမ့်မယ်ကျုပ်တပည့်တွေအားလုံးဝိုင်းပိုးနေကြတယ်ဆိုတာတော့ကြားရပါရဲ့။ဒါပေမဲ့မောင်ဘဦးနဲ့စာပေးစာယူလုပ်တဲ့အထိဖြစ်နေကြတာကိုတော့ ကျွန်တော်မသိရပေဘူးမင်းကလေးကဘယ်လိုအစားတွေကလဲဆရာကြီးအဲမင်းကုန်းရွာမှာတော့သူ့အဖေကဒနာရှင်တယောက်ဆိုပါတော့ဗျာငွေတိုးလဲပေးပြီးတန်ငါလေးလေးငါးရှစ်စီလဲရှိတယ်တော့ရလိုက်တော့လူကိုယ်တန်တယောက်ပေါ့အဖေကတော့ကိုထုံးဝေးတဲ့သားသမီးနှစ်ယောက်ထဲရတယ်မောင်တယောက်ကမောင်ချင်မောင်နဲ့ဒါဖြင့်ကျွန်တော်တို့မင်းကုန်းရွာထဲသွားပြီး သူတို့ကိုတွေ့ဦးမှထင်တယ်ဘလို့အကြောင်းပြမလဲဗျာ ဂျားတော့လွယ်ပါတယ်ဆရာကြီးဟာမောင်ပါဦးတရားချင်းဟာသူ့ကိုယ်သူတက်တည်တာမဟုတ်ကြောင်းထင်ရှားလေတော့လက်တဲ့တယောက်ယောက်တော့ရှိရမှာပေါ့ဆရာကြီးရဲ့လက်တဲ့ဆိုတာဟာလည်းမောင်ပါဦးရဲ့အတိတ်ထဲဖြစ်ရမှာပဲသူ့အတိတ်တွေကိုစစ်ဆုံအောင်လိုက်ကြည့်ရင်ရည်ရွယ်ချက်ပေါ်လာမှာပဲရည်ရွယ်ချက်တွေ့ရင်လက်တဲ့ဘဘွားတိတ်မခဲ့တော့ပါဘူးဆရာကြီးထို့နောက်ကျွန်တော်နဲ့မစ္စတာကယ်ရီတို့ဒီတမိုင်ခန့်ကွာလန်းတော့မင်းကုံးရွာကလေးတို့ခြေကျင်လျှောက်သွားကြလေရာရင်းရွာကလေးမှာအင်ချီတရာခန့်ရှိသည့်အနေနဲ့ သူမိုးပြင်အောင်နဲ့နှစ်ထပ်အင်ကြီးတအိမ်မှာဦးထွန်းဝေအိမ်ပင်ဖြစ်လေသည်ကျွန်တော်တို့သည်ဝင်းတကားမှခြံဝါတို့ဝင်မီပြုစဉ်မောင်တုတ်ပွားသည့်အိမ်ထဲမှပြာကြီးပြာရာထွက်လာ၍တကားနည်းတွင်ကျွန်တော်နှင့်ဆုံမိကြလေ၏မောင်တုတ်ပွားသည်ရင်းဆရာဖြစ်သူမစ္စတာကယ်လီကိုမြင်ပါတော့လဲနှုတ်ဆက်ယုံများသာဆက်၍ဆက်လက်ထွက်ခွာသွားမည်ပြုသည်တွင်မစ္စတာလီကဟဲ့မောင်တုတ်ပွားဒီမှမင်းဘာလာလောက်တာလဲမောင်တုတ်ပွားသည်မျက်နှာနီမြန်လျက် စာတင်တဲ့အချိန်မှာကျွန်တော်ကြောင်းတိုင်ပြီးရောပေါ့ဆရာကြီး။ကြောင်းဆင့်ချိန်မှာကျွန်တော်သဘောတိုင်သွားချင်ရသွားခွင့်ရှိတယ်မဟုတ်လားဆရာကြီး။ထွေစကားကိုကြားတော့အခါမက်စတာကယ်လီဒီအမျက်ထွက်တော်လဲချုပ်တီးထားသောလက္ခဏာနဲ့မောင်တော့ဘွာမင်းပြောတဲ့စကားဆရာတပည့်ပြောတဲ့စကားမျိုးဟုတ်ကဲ့လား။ဆရာကြီးပြောတဲ့စကားကရောဆရာတပည့်ပြောတာမျိုးဟုတ်ကဲ့လား။ကျွန်တော်ဘယ်သွားသွားဘယ်လာလာဘာလုပ်တယ်ညာလုပ်တယ်မေးခွင့်ရှိသလားဆရာကြီးမင်းတဲ့စော်ကားလာတယ်လူပဲ စိတ်နဲ့မနဲ့မင်းပြန်ပြန်ပြောပေါင်းများလာပြီတော်ပြီမင်းကငါမလို့ချင်ဘူးသာသနာရေးအသိန်းကိုစာရေးလိုက်မယ်ကျွန်တော်ကလည်းကြောင်းထွက်မလို့ပါပဲအင်မတန်ချစ်တဲ့တန်ငယ်ချင်းတယောက်သေပြီးတဲ့နောက်မှာဆရာကြီးကြောင့်မှကျွန်တော်မပြောတော့ပါဘူးရှင်တို့ပြောပြောဆွဆွနေမောင်တုတ်ဘွားဒီကျွန်ုပ်ကိုကြော်လွန်ရေးဝင်းပြင်းတို့ထွက်သွားလေရာမစ္စတာကယ်လီဒီမောင်တုတ်ဘွားနောက်သို့လမ်းကြည့်လျက်တတော်ရိုင်းတဲ့လူလေးတယောက်ပဲဟုပြောဆိုရေးချမ်းရင်ခက်လေ၏ ကျွန်တော်မှထွေချင်းရအောင်မြင်ရတော့အခါမောင်တုပ်ဘွားသည်အမှုဖြစ်သောနေရာမှတက်နိုင်သည်မလင်းမြန်းစွာထွက်သွားနိုင်ရန်ရိုးမွေဖြစ်ခြင်းသာဖြစ်ပြီးဟုအောင်းမိမိတို့ဖြစ်ရကျွန်တော်ဤစိတ်ထဲတွင်မောင်တုပ်ဘွားပေါ်၌အနှဲငယ်တန်တရာမခင်ရမှ အများကြီးတန်တရာဖြစ်လာခဲ့လေတို့ရတွင်ဥထုံဝင်တို့အားမင်းမြန်းစုံစမ်းရလျင် မောင်တုပ်ဘွားအကြောင်းကိုပုံမိုသိရှိနိုင်လိမ့်မည်ဟုမျှော်လင့်သည့်အတိုင်းကျွန်ုပ်တို့သည်အိမ်တွင်းသို့ဝင်လာခဲ့ကြလေ၏ ဦးထွန်းဝင်းဆိုသူမှာအသက်50အရွယ်ခန့်ရှိ၍ဝဝတွတ်တုံနှင့်ထိပ်ပြောင်သူတယောက်ဖြစ်လျာထိုသူ၏အမူအရာမှာလည်းအမျက်ချောင်းချောင်းထွက်နေသည့်လက္ခဏာနှင့်ညံ့နာနေမြန်လျက်ရှိလေသည်မစ္စတာကယ်လီကမြည်သူမြွာတို့ဖြစ်ကြောင်းစတင်ပြောဆိုလိုက်သည်နှင့်တပြိုင်တည်းကိုထွန်းဝင်းကတော်စမ်းပါဆရာကြီးခင်ဗျားတို့အကြောင်းနဲ့ကျွန်တော်မကြားချင်ပါဘူးဟောဟိုကကျွန်တော်တန်းကလည်းကျွန်တော်လိုပဲသဘောရှိပါလေမောင်မအုပ်ကကျွန်တော်သမီးတန်းစိန်ကိုချစ်တယ်ကြိုက်တယ်ဆိုတာ ကျွန်တော်တို့သားအဖကပြည့်တတ်တတ်မဲ့စော့ကားတာပဲလို့အောက်မိတာပဲအလကားဆရာကြီးရဲ့ရန်ကုန်ကလူကုန်ထံသားတယောက်ဟာတောရွာစနေဘုတ်ကမိန်းကလေးကိုသဘောယိုးနဲ့ချစ်ချိုက်တယ်ဆိုတာဘယ်ခွေးမှမယုံဆရာကြီးကျွန်တော်တို့သားအဖအေးအေးဆေးဆေးလုတ်ကင်စားတောက်နေတာဆရာကြီးတို့လူစုရောက်လာပြီးကျွန်တော်တို့ကိုအနောက်ချက်ပေးတာပဲမိန်းကလေးကမိတဆိုးလေးမို့ကျွန်တော်တို့သားအဖအရိတ်တကြီးကြီးနဲ့ကျွေးမွေးပြုစုလာရမှာဆရာတပည့်ကတတ်တတ်လာပြီးစော့ကားတာပဲမကြားချင်ဘူးဆရာကြီးဘယ်ဟာအကြောင်းမှကျွန်တော်တို့မကြားချင်ဘူး ထိုအတော်အတွင်း၌မတ်တန်းဆိုင်၏အကိုမောင်ချင်မောင်ဆိုသူမှာဂင်တိုကလေးနှင့်ကာယဗလာအတော်ကောင်းဟန်ရှိလျက်အခန်းတောင်းတွင်မုံတစ်တီထိုင်လျက်ရှိလေ၏ထိုခဏ၌အင်းအပေါ်ထက်မှမတ်တန်းဆိုင်ဆင်းလာပြီးအားခတ်စောစောကမစ္စတာကယ်လီပြောသောစကားများမှအပူမပါပဲအမှန်ထက်ပင်ရော့နေသည်သည်ဟုကျွန်ုပ်အောင်းမိမိ၏အဘဲကြောင့်ဆိုသောအရက်ခမင်းမြင့်နှင့်မျက်ခုံတန်တန်မျက်လုံးခက်ပြူပြူရှိလျက်အလွန်ကြက်တရေရှိသောမတ်တန်းဆိုင်မှာ မြည်သည့်အရက်မြည်သည့်မြို့ရွာ၌နေထိုင်သည်ဖြစ်စေယောက်ျားကလေးဟုသမျှဝိုင်းအောင်ပိုးပန်းခြင်းမပြုဘဲမနေနိုင်လောက်သောမိန်းကလေးတယောက်ဖြစ်သည်ဟုကျွန်ုပ်အကဲခတ်မိပေသောကြောင့်ဖြစ်သည်ဒေါ်ရစနေဘုတ်တစ်ခုတွင်ဦးထွန်းဝေကဲ့သို့သော လူတစ်ယောက်ကဤမိန်းကလေးမျိုးမွေးထုတ်ထားခြင်းမှာရွှွန်နွန်ထဲမှဗုဒ္ဓမာဇာပန်ပွင့်နေပြီတကဲ့သို့ရှိနေပြီတော့ဤမတန်းစိန်တီလေးကမှဆင်းလာ၍ကျွန်ုပ်တို့ရှိသူလာပြီလျင်မစ္စတာကယ်လီကို စိမ့်စိမ့်ကြည့်လျက် ရက်နေလေ၏မတန်းစီမှာထဝယ်မျိုးကွန်ဖက်ကျောင်းတွင်စေရန်အထိပညာသင်ဘူးခဲ့သည်ဟုကျွန်ုပ်သိရှိရ၏မတန်းစင်ကကိုဘဦးတည်တယ်ဆိုတာကျမကြားပြီးပါပြီဆရာကြီးဘယ်ပုံဘယ်နည်းတည်တယ်ဆိုတာကိုပြောတာပြောပါ ကျမကိုညာမနေပါနဲ့ထွေကကိုဦးထုံးဝင်နေမောင်ကျမောင်တို့သည်မကျင်နဲ့တော့အမူအရာနဲ့တီးတိုးရရွနေကြတော့လဲ စိတ်ထက်တန်သောမှတ်တမ်းစဉ်ကိုတားဆီးရန်မဝင်တဲ့ကဲ့သို့ကုတ်၍ထိုင်ချလေ။အောင်ကျင်မောင်ကအလကားဗျာဆွေမတော်မျိုးမတော်နဲ့သူ့ပါသူသေးတဲ့အစ်စာဒီအင်ကိုလာပြီးဘာကြောင့်မေလာမြန်လာလှုပ်ချင်ကြပါလဲ။ထို့သောမကြားတကြားပြောလိုက်သဖြင့်မှတ်တမ်းစဉ်သည်ကြည်လင်တောက်ပသောမျက်လုံးများဖြင့်မောင်ကျင်မောင်ကိုဖြတ်ခနဲလန်းကြည့်လျက်ဒီဟာကိုရောအလုံးမဟုတ်ဘူး။ကျမအလုပ်ပါ။ အကူအညီမပေးချင်ကြရင်အသာရှောင်နေကြပြီးရောပေါ့ကျမတို့ကတော့လူတယောက်သေးတဲ့ကိစ္စမှာကိုတိတဲ့များတော့ဝင်ပြောရအောင်အုံးပါပဲပြောလိုက်ရရင် မောင်ချင်မောင်တို့ဒါအဖတ်မှာငိန်ဝှစ်စွာရှိနေကြလေမတန်းစင်ဒီမစ္စတာကယ်လီပြောတော့အဖြစ်အပျက်များကိုအိန္ဒိယသောမျက်နှာထားနဲ့နားထောင်လျက်ရှိစဉ်ဤတငယ်မကအစင်းရှိသလောက်အချင်းနှင့်ပြည့်စုံဟန်တူသည်ဟုစနုပ်အောင်မိမိ၏ စင်စစ်တော်ကအမှုအမျိုးမျိုးနဲ့ပတ်သက်၍ကျွန်ုပ်တွေ့ခဲ့ဘူးသောမိမများအ내တွင်မင်းကလေးသည်ထိတ်ဆုံးတန်းစားတယောက်ဖြစ်သည်ဟုစင်ရင်တွင်းမိဖြစ်ပေ၏မတန်းစိန်သည်ကျွန်ုပ်တို့အကြောင်းကိုကြားဘူးသည့်လက္ခဏာနှင့်မစ္စတာကယ်လီ၏စကားအဆုံးတွင်ကျွန်ုပ်ဘက်သို့လဲ၍စူးစားတော်မူပါဦးဆန်ရှာမပေါ်ပေါအောင်စုံထောက်တော်မူပါရှင်ကိုဘဦးကိုတတ်တဲ့လူဟာဘသူတွေပဲဖြစ်ဖြစ်ကျမကတော့မပေါ်ပေါအောင်တတ်နိုင်သမျှ ကူညီမှာပဲဟုဆိုကာဦးထွန်းဝင်သားဖာရှိရာတို့မျက်ဆောင်ထိုးလျက်ပြောလိုက်လေ၏ရှုထောင်ရည်သားသောပင်လယ်ကမ်းခြေလူတက်မှု၌စုံထောက်ပုံဆိုတဲ့ဝတ္ထုတို့ပထမပိုင်းကိုဒီနေရာမှာပဲရှင်းပြပါရစေခင်ဗျာအားလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီးကိုယ်ရည်ကျန်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာ